ါရှင် MCN သတင်းဌာနကနေ့စဉ်စီစီတင်ဆက်ပေးနေတဲ့ business today စီစဉ်ကကြိုဆိုပါရစေ။ဒီစီစဉ်ကနေ့စဉ်နိုင်ငံတကာသုံးငွေကြေးပေါင်းစင်းနှုန်းနဲ့အတူရွှေစင်းနှုန်း73ဒေစင်းနှုန်းနဲ့စံစင်းနှုန်းအပါအဝင်တခြားထူးခြားတဲ့စီးပွားရေးဆိုင်ရာသတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့နိုင်ငံတကာသုံးငွေကြေးပေါက်ဈေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့2016ခုနှစ်ဒီဇင်ဘာလ12ရက်တင်းနာနေ့မှာမြန်မာနိုင်ငံဘူပန်ကထုတ်ပြန်တဲ့ငွေကြေးစည်းကွက်တွေမှာဆိုရင်တော့ အမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ1329ကျပ်ဥရောပတယူရိုကိုမြန်မာကျပ်ငွေ1403ကျပ်စင်ကာပူဒေါ်လာကိုမြန်မာကျပ်ငွေ928ကျပ်တရုတ်တရံကိုမြန်မာကျပ်ငွေ192ကျပ်အိန္ဒိယတရူဘီကိုမြန်မာကျပ်ငွေ19ကျပ်မလေးရှားဒရင်းကစ်ကိုမြန်မာကျပ်ငွေ300ကျပ်နဲ့ထိုင်းတစ်ပတ်ကိုမြန်မာကျပ်ငွေ39.1ကျပ်ဝန်းကျင်တည်စည်းပေါသေးရှိနေကြပါတယ်။ အခုတစ်ပတ်အတွင်းမှာအမေရိကန်ဒေါ်လာဈေးနှုန်းဟာပြည်မပေါဈေး1360နဲ့1390ကျားမှာတန်ဖိုးမြင့်မြင့်မားနဲ့ဆက်လက်ရောင်းဝယ်နေကြပြီးဈေးပြောင်းကြမဲ့အခြေအနေမရှိသေးတာပဲဖြစ်ပါရဲ့ရှင်။ က်လက်ပြီးဒီကနေ့အတွက်ရွှေစင်းလုံးခြေနေတွေကိုတင်ပြရမယ်ဆိုရင်တော့ဒီကနေ့ညနေ3:00နာရီအထိမြမရွှေစင်းကော့ပါ16ပဲရေတစ်ကြက်သားအယောင်းစီ85,800ကျက်နဲ့အဝယ်စီ85,800ကျက်စီဖြစ်ခဲ့ပါတယ်။ကမ္ဘာရွှေစင်းကော့မှာဆိုရင်တော့တစ်ထရိုင်အောင်စကိုအမေရိကန်ဒေါ်လာ1,159.35ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ရွှေစင်းလုံးဟာပြီးခဲ့တဲ့တစ်ပတ်ကလေးက85,000ဝန်းကျင်မှာတည်ငြိမ်နေပါတယ်ရှင်။ ။ရန်ကုန်မြို့က73စီဇင်းလုံးအခြေအနေကိုတင်ပြရမယ်ဆိုရင်တော့ဒီဇယ်တလီတာကို650ကျပ်ကနေ685ကျပ်ဝန်းကျင်ပရီမီယံဒီဇယ်တလီတာကို650ကျပ်ကနေ690ကျပ်ဝန်းကျင်အော်ဒိန်92တလီတာကို650ကျပ်ကနေ680ကျပ်ဝန်းကျင်အော်ဒိန်95တလီတာကို680ကျပ်ကနေ920ကျပ်ဝန်းကျင်တည်စီပေါ့စေရှိနေကြပါတယ်။အခုတစ်ပတ်အတွင်းမှာတော့ဒေါ်လာဈေးတွေရမြင့်တက်နေပြီးစက်သုံးစီဈေးနှုန်းတွေကလည်းတဖြည်းဖြည်းလိုက်ပါမြင့်တက်လာတာကိုတွေ့ရပါတယ်ရှင်။ ဒီကနေ့တော့စာစင်းလုံးပြောင်းလဲတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့အဘရာစံချိန်တိတ်ကိုရေသွေးပေါ်မူတီးပြီး1850ကျပ်ကနေ2300ကျပ်ပဝန်းကျင်ရှိပြီးစံချောပေါ်ဆမှုတိတ်ကိုလည်းရေသွေးပေါ်မူတီးပြီးတော့3200ကျပ်ကနေ3600ကျပ်တိရှိတယ်လို့မြန်မာနိုင်ငံစံစမားကုန်စည်တိုင်းဝါတိုင်းကနေသိရှိရပါတယ်ရှင်။ဆလဘီဒီကနေ့ရန်ကုန်စတော့အချင်းနောက်ဆုံးဈေးကွက်ခြေနေကိုတင်ပြရမယ်ဆိုရင်တော့ FMI First မြန်မာ Investment Company Limited ကစုရှယ်ယာတစုကို16000ကျပ်နဲ့ဈေးပွင့်ထားပြီး16000ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ MDSH မြန်မာတီလဝအစည်းအဆက် Holding Properties Limited ကတော့စုရှယ်ယာတစုကို4500ကျပ်နဲ့စတင်ဈေးပွင့်ခဲ့ပြီး4500ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ MCB မြန်မာ Citizen Bank Limited ကတော့စုရှယ်ယာတစုကို9400ကျပ်နဲ့ဈေးပွင့်ထားပြီး9400ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ဒီကနေ့ရန်ကုန်စတော့အချင်းစည်းကွက်ဟာပြီးခဲ့တဲ့တောက်ကြနေ့ကနှုံထားတဲ့အတိုင်းပြောင်းလဲပဲတည်ငြိမ်နေပါရဲ့ရှင်။ MCN တင်းထလာရဲ့ Business Today Season 2ကို www.mcn.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCN TV News မြန်မာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN တင်းထလာရဲ့ရုပ်သံအစီအစဉ်တွေမှာကြော်ညာထည့်သွင်းလို့ရဆိုရင်တော့ဖုန်းနံပါတ်3936348469ကိုဖြစ်စေ email လိပ်စာ newsroom.mcn@gmail.com ကိုဖြစ်စေဆက်သွင်းနိုင်မှာဖြစ်ပါတယ်ရှင်။ MCN တင်းထလာရဲ့ Business Today Season 2ကိုယူဆခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမမေတ္တာပါရှင်။